ခန်းခုနှစ်တဘာဝတော့မကြလားကျေးဇူးနည်းညွှန်းတော်ကိုကင်းကွာစေခဲ့သောမိသားစုကြီးတစ်ခုအကြောင်းကိုကျွန်တော်ဆိုဖွင့်ခဲ့၍မိษွေတို့ရင်မောလောက်အောင်ကြားခဲ့ကြရပြီကမ္ဘာသမိုင်းစာမျက်နှာပေါ်မှာဒီတက်ဆိုးသောအဖြစ်မျိုးတွေအများကြီးပါမြောက်အာရန်လန်မှာဘုံဖောက်ခွဲသူလူငယ်ကလေး ရဝန္ဒါမှာဆက်သနက်ကြီးရံမှွေနေသည့်စစ်သားကလေးယခင်ယူကိုစလာဗီးယား၌တိုက်ခောင်မှုပေါ်မှာလက်တက်ဆန်းနေသည့်လက်ပြောင်စစ်သားကလေးမင်းတို့ဘာကြောင့်လူသက်နေကြတာလဲဟု မေးကြည့်မည်ဆိုရင်အဖြစ်မှန်ကိုတော့သူတို့သိကြပါစားမျိုးဆက်ရံကျွေးတွေမှာအခြေခံသည့်နှင်းနေငယ်ခန်းကဖြစ်တည်လာသောအကျွေးမှသည်ထောင်ကနန်းနီးပါးဟုအဝေးကြီးစီအထိတဘာဝလူသားတွေလူသားကြီးတွေတိတ်ခါအချိဆုံးဆိုတဲ့လူတော်တော်ကြီးတွေကျေးဇူးတော်ကင်းမဲ့ရာဤလူရွာသားကြီးတွေရဲ့ သမိုင်းအမှန်ပဲဟုတ်သည်တိခါဂုံဤပြည့်စုံပါသည် ဆိုသောလူသားကြီးတို့၏ဇာခန်းစီနောက်ွယ်မှခွာချရန်တမညတဘာဝအဖြစ်ဘလို့မှမဖြစ်နိုင်သည့်မုံတရားကြီးပဲပေါ့တခါကအာရီဇူနာပြည်နယ်တက်ဆန်ဒီတာရှိဖန်လုံတက်ခွဲခန်းကြီးထဲမှာနှစ်နှစ်တိုင်ပြပကဘာနှင့်အဆက်ဖြတ်ပြီးသူတည်သနာ ပြုလုပ်ခဲ့ကြသောပညာရှင်ကြီးရှေ့ရောက်တို့အကြောင်းကိုကြားရသည်အကုန်လုံးထိတ်တန်းသိပ္ပံပညာရှင်ကြီးတွေ ဘာလောကအကျိုးအတွက်သုတေသနာလုံးကြဖို့ဖိုင်လုံးအင်ကြီးတဲ့ကိုဝင်ခဲ့ကြသည် အောင်မြင်ခြင်းနှင့်အများကြီးရှိခဲ့ကြသည်သို့သောနှချမ်းကွဲလျက်ပြန်ထွက်လာသည်ဟုဆိုလေသည်ဂျီနိုမီခေါ်မျိုးရိုးပီဇာသုတေသနာလုံးငန်းမှာကဘာထိတ်တန်းအဖွဲ့အစည်းကြီးနှစ်ခုအမေရိကန်၏အရှိချမ်းမတစ်ခုအနောက်ချမ်းမတစ်ခု နေရာယူထားပြီးပြန်ရင်းဆိုင်ရင်းအကြီးအကျယ်ရန်ဖြစ်ကြသည်နောက်ပိုင်းကျမှအကျိုးတူခံစားနိုင်ဖို့ရန်စဲလိုက်ကြသည်ဆိုလေသည် လက်ဗနိုမှာဖန်ခံခဲ့ရသောဖရီရီကလူမြောက်ချိန်မှာပြောပြသည် သူနှင့်ချားမျက်နှာပြူတူဘဝတူအချင်းသားအချင်းချင်းတန်ကျိုးတစ်ချောင်းနှင့်ချီနောင်ရင်တခန်းထဲမှနေရသည်တခါမှစကားပြောအပေါက်လမ်းမတည့်၍လူမြောက်လာသည့်အချိန်တိုင်းအောင်စကားလုံးဝမပြောခဲ့တော့ဘူးဟု၏။ကိုင်းလူအဖွဲ့စည်းမှာကျေးဇူးပြုလာတော့ကိမဲ့နေရခြင်းများကိုရေတွက်ရေကုန်နိုင်ပါမလား။ကုစားဖို့ရန်တစ်ခုတော့ရှိသည် ခွင့်လွှတ်ခြင်းအမည်ရှိကျိုးတရားကလေးပဲ။ ဒီနေ့တနေ့ကျွန်တော်တို့ဇနီးမောင်နှံအခြေတင်စကားများနေခဲ့ကြရမှကျွန်တော်ဇနီးတဲ့ကမခံချိမခံတာပြောချလိုက်ဒီကတော့ရှင်ကိုကျွန်မဘာမှမပြောချင်တော့ဘူးရှင်လုတာရီကိုတိခန့်ခွင့်လုခဲ့တာကကျွန်မရဲ့အမှားပဲခွင့်လုခဲ့မိတာကလည်းကျွန်မဖြစ်ကိုပါတာကိုအံ့ဩလို့မဆုံးဘူး။အော်လင်းနဲ့မယားရှာနဲ့သွားဆိုသလိုပဲကျွန်တော်ဆိုတဲ့ကောင်ကလည်းကျွန်တော်ပဲ သူမကြိုက်တာကလေးတွေကိုရွေးပြီးလှုပ်တလူမျိုးဖြစ်မိနေတော့ညနေဆောင်ကလေးကတစ်ချိန်လုံးပူညံပူညံတွေဖြစ်ကိုကလည်းအရှုံးမပေးပဲငါးစကားနွားရည်ပြန်ပြောရင်အခုလိုဖြစ်ကုန်ရတာပါ။ဘာကိစ္စညာကိစ္စကိုတော့ကျွန်တော်မပြောတော့ပါ။ဆိုရင်အတိတ်ပဲဖြစ်သည့်ခွင့်လွှတ်ခြင်းဆိုသည့်အရာကပျောက်သွားပြီးကျွန်တော်တို့ကိစ္စတွေကရှေ့တန်းကိုရောက်တော့မှဆိုရပါသည်။ဟုတ်ပါသည် ခွင့်လွှတ်မိခဲ့တာကိုအံ့ဩလို့မဆုံးဘူးတဲ့။ပြီးတော့သူ့အရှိမခွင့်လွှတ်ခဲ့မိရအမှားပဲတဲ့။ စကားနောက်တရားပါသည်အလွန်အိပ်ပဲရှိသည်သူကိုကျွန်တော်ကကျေးဇူးတင်လွန်ထပ်ပြောအောင်လေကိုစိတ်မဆိုးတဲ့အပြင်မင်းခုပြောလိုက်တာကိုပန်းကလေးနဲ့ပောက်တလို့တော်ကိုသဘောကျတယ်ဟူ၍စူလိုက်ချင်ပါသည်တကယ်ပြောတာပါသူပြောလိုက်တော့ထိုစကားဆိုလို့သည်ကျွန်တော်အုံနောက်ထဲမှာရှင်းကနေလင်းကနေအဖြေကိုရချစ်သည်မူသူကိုကြံဖန်ပြီးကျေးဇူးတင်လိုက်ပါသည်ခွင့်လွှတ်ခြင်းဟူသည်ရေမွေးဖျန်းရတယ်လို့မလွယ်ဘူး စိတ်ကူးရင်အိမ်မက်ကလေးမရတလူလဲစိတ်မရှိအတော်ကြီးခါသီးစွာလောက်ရတော့လို့ဒါကြောင့်မို့ကျွန်တော်မိမအပြောအတိုင်းတစ်ဖက်ကလည်းမှားတော်လို့နောင်နာရတယ်တစ်ဖက်ကလည်းကိုဘာသာကိုအံ့ဩလို့မဆုံးမှုဆိုပြီးကြားရသည်မဟုတ်လားခွင့်လူချင်းသည်အလွန်ပင်ပန်းဆင်းရဲခံရပြီးလောက်ရသည်အလို့ခွင့်လူပြီးနောက်မှလည်းနာ၍ကြံရစ်တတ်သောအမျိုးမိပြောက်ဖို့ရန်လဲခက်ခဲသောအမှုဒါကိုသူ့စကားတွေကဝန်ခံနေလေ၏ တနည်းဟုမူခွင့်လွှတ်ခြင်းသည်တဘာဝမကျတော့လို့ဒါကြောင့်သူ့ဘက်ကတော့ကျွန်တော်ကိုခွင့်လွှတ်လိုက်ရလို့နာတော်ပြီခံလိုက်ရပြီဆိုပြီးအတီးပြုတ်ဖို့ပြလိုက်ခြင်းပဲပြီကဘာဦးကျန်းကိုအခုအွေမှာကျွန်တော်ပြန်ဖတ်ကြည့်ရရောသက်ဤပုံမြင်သည်ငငယ်ကကြားဘူးတလောက်ချုံးမွေမနေပါရောသက်တယောက်သူ့အကူလူညစ်ပတ်ကြီးတွေနဲ့ပြန်ပြီးတွေ့ရချိန်မှာ ကောက်ခါငင်းကခွင့်လွှတ်နိုင်ခြင်းမရှိအမျိုးမျိုးပြရာခက်နေကြောင်းကိုတွေ့ရမည်ဖြစ်ပါသည် မိမိကိုတပ်ဖို့ကြံခဲ့သည့်သူတို့၏ရက်ဆက်သော လုပ်ရက်တွင်မတည်ကောင်းမပြောက်ကောင်းအီဂျစ်ပြည်ကိုရောက်တော့ခဲ့ရပုံတွင်ထိုရက်မှာကျုံပြေးရပုံတွင်ထောင်နှန်းဆန်ရပုံတွင်စသည့်နာကြီးပွဲနှစ်ကာလပေါင်းများစွာတို့ကိုသူတတိယမှာအသေးချပင်ဖြစ်ပါသည်။ဒါကြောင့်လည်းဒီငယ်ငယ်ကြီးတွေကိုအမျိုးမျိုးပညာပြပြီးသွေးလီချောက်ချားစီအောင်သူအရင်ဆုံးလုပ်ခဲ့သည်။ จิตติ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 ဖြစ်အောင်သုံးမခဲ့သည်တို့ကိုဟာတာမြောက်လောက်အောင် တွေ့ရမည်ဖြစ်၏။ဘာဦးချံအခန်းကြီး42မှ45အတွင်းမှာပြန်ကြည့်ပါ။ခွင့်လူချင်းမှတ်တမ်းစီသူတော်တင်တော်လဲနာကျင်ကြိုက်ခဲမှုတို့ကိုအထင်သာမြင်ရပါလိမ့်မည်။ခမားတို့ကို ခွင့်လွန်နိုင်တာကိုကျွန်တော်ဖြစ်ကိုကိုကိုအံ့ဩလို့မဆုံးတော့ပါဘူးဗျာ။ ကျွန်တော်စိတ်ထဲမှာဤကဲ့သို့သောစကားရိပ်ကိုရောသက်ပြောခဲ့မှာပဲဟုကြားရောင်မိနေသည်။သို့တော့ဂျေဆုနှင့်ဂရုဏာတော်ဖြစ်သည့်ဖခင်မြတ်တာဝင်နှောက်သည့်ချင်းသူ၏ခြေကွေးဝန်းနေခြင်းနှင့်ချစ်စိတ်ကိုဘလို့ပောက်ကွဲလေသနည်း။ယင်းနှင့်သည်စရာကောင်းလောက်အဖြစ်ဖြစ်ကိုကျမ်းစာအတိုင်းနားထောင်ကြည့်ပါ။ထိုကားရောသက်သည့်မိမိထိုင်၌ရှိသောလူပေါင်းတို့ရှေ့တွင်အင်းကြီးကိုမချုပ်တီးနိုင်သောကြောင့် လူပေါင်းတို့ငါထိုင်မှထွက်တော့ကြဘူးဟိတ်၍မိမိစားတည်းအဖြစ်ကိုအကိုတို့အားပြတော့အခါအခြားသောသူတယောက်မျှမရှိရသူဒီလဲကျဲသောအတန်နှင်းကိုကျွေးအကုတ္တလူတို့ဒီနန်းတို့တန်အောင်ကြားကြ၏အတော်ကြီးကိုခံရခက်သည့် ဝေဒနာ၌အရင်တည်ပြီးမှခွင့်လို့ရကြောင်းကိုရှင်းအောင်တွေ့ရပြီးမဟုတ်ဘူးလားကိုကိုတစ္ဆဖောက်ခဲ့သူကိုပုံမှာတရားမဲခဲ့သူတွေကိုအပြစ်ပြေရပြေချောင်းအတွက်ကိုကိုကိုလှုပ်ပြစ်လိုက်ရသည်ပမာဝေဒနာတစ်ခုကိုခံပြီးမှခွင့်လို့လိုက်ရသည်ထိုဝေဒနာကြောင့်လည်းသူ့နှံသည်အကုထုနန်းတို့တစ်ခုလုံးကကြားရလောက်အောင် အကွေ၍ထွက်ပေါ်လာရသည်ကဘာကျော်ရုရှားစီးရီးစီအကြီးတော့စထရိုင်းမိန်မဆိုညာတော့စထရိုင်းဘဝမှတ်တိုင်းတွင်တော့စထရိုင်း၌သူ့အရင် အစင်ညာမြင်ရှိမိမရှိဘူးဒီသားတယောက်လည်းရခဲ့သည်ဟုသိရချိန်မှာတတလုံးစိတ်နာတော်ခဲ့ရသည်ကျမသူ့ကိုတပ်ပစ်ပြီးတော့တိုးစထရိုက်အစ်စ်တယောက်ကသာဖန်ဆင်းလို့ရမယ်ဆိုရင်တကယ်ကျမသတ်မယ်ဟူ၍ဆိုခဲ့သည်အစင်ညာဒီတိုးစထရိုက်လည်းရအလုံးသမားတူဖြစ်ပြီးတိုးစထရိုက်ထက်လည်းအသက်ကြီးသူဖြစ်သည်1909ခုနှစ်ဇန်နဝါရီလ14ရက်နေ့နေ့ဆိုပြီးသူညာရေးခဲ့သောမှတ်တမ်းတစ်ခု၌ဒီမိမဟာငါနေရဲ့အသေးကိုခွဲခဲ့တဲ့မိမ သူ့ရဲ့ရင်ခွင်ကျဲကြီးထဲမှာငါးလင်ငါးခုနာခဲ့တယ်။သူ့ရဲ့တန်မာတဲ့လက်တွေနဲ့ငါးလင်ကိုသူပြန်ပြီးဖတ်ခဲ့တယ်။ကျမလေးဒီမိမကြီးကိုကြည့်ပြီးဘလို့မှခွင့်မလွတ်နိုင်ဘူးဟူရေးတွေးရသည်တည်းထိုချိန်တွင် တောစတိုင်းရင်လေတော်တဲကတဲကလေးတစ်လုံးထဲမှာနေထိုင်လျက်ရှိသည့်အစင်ညာသည်အသက်80ကျော်အရွယ်ဘွားကြီးတစ်ယောက်ဖြစ်နေပါပြီ။လုံခဲ့သောအနှစ်90ကျော်ငယ်ရွယ်နုပြိုစင်ကဇလံပြီးခဲ့ပြီပဲအခုဆိုရင်တေဃာနီးနေပြီဟူ၍ဆုံညာက ွင့်မလွတ်နိုင်ခဲ့ပါ။ဤမြအစိတ်တောက်ပြင်းထန်သောအမုန်းအင်အားကိုခရိယန်တို့ဘယ်လိုများတုံ့ပြန်ကြမလဲ။ခွင့်လွတ်ခြင်းဟူသည်အလွန်သဘာဝမကျ။ဝေဒနာတစ်ခုပင်တွန်တွဲနေသည်ကြီးမားစွာပေးဆပ်ရသည်ဆိုသောသဘောတရားကတော့ထင်ရှားနေပြီကအမှန်။ကြပြစီရ WH Order E ကြပြတပုတ်ကိုကျွန်တော်တရိယာမိပါသည်မဟုတ်မခံအပြုတ်နှံငယ်စင်ကငါတို့တီ ယခုအထိလူတွေသာဥလာကြပြီးမပြောင်းနိုင်သေး။ကဗျာစီဟာအော်ဒန်က လောကဓမ္မကိုနှံ့ဆက်ပုံရသည်။ယင်းနှင့်ဆက်ဆိုင်၍ကျွန်တော်ကတွေ့သည်။လောကကြီးမှာခွင့်လွှတ်ခြင်းဟုသောတန်တရာသည်မရှိသလောက်ဖြစ်သည်။အဟိတရိစံလောကမှာ ကျွတ်တီကြောင်ကိုခွင့်မလို့လင်းပိုင်ဒီငမန်းကိုခွင့်မလို့ဒီပမာ လူတွေကဘာမှမထူအပြစ်တင်ချင်းတန်တရား၌သာအဖန်ဖန်လေလေရှိနေရလူမှကြတော့စီကံဥပဒေစုသောအရာတွေနှင့်ကြည့်လူကောင်းအောင်ဖုံးကွယ်ထားရသည်ဟုထင်ပါသည်ဥပမာအာကစားလောက၌ပင်နေစီကြော့တော့ကြပြီဆိုပါစို့တနာလို့ဆိုပြီးအမှတ်ပေးသည်ဟုမကြားစဘူးပါအကယ်၍ပေးနေလေတစ်ဖက်ကဘလို့မှ ခံမိမဟုတ် နိုင်ငံရေးလောကမှာကြည်လင်တဲ့ဒီတိုင်းမှာပဲအတင်းလိုက်နိုင်မီဥပဒေနဲ့ကန်နိုင်မှသာတောင်းမှန်ခြင်းရလို့ရှိနိုင်ဒီမှာလက်တွေ့ဖြစ်ပါသည်အသင်တို့များတမိုင်းမှာလည်းရှိပါသေးသည်တသမမြောက်ပုတ်ယဟန်မင်းကြီး Gregory ကို Roman Empire ဧကရာဇ်စရုပ်ထမြောက်ခင်တွေသည် သူ့အာဏာလက်လွတ်ရမှာစိုးလုံးလို့သာလျှင်နင်းတော်ရဲမှာငုတ်တုတ်ကလေး၃ရက်ထိုင်ပြီးတောင်းမှန်သည်ဤသို့ဖြစ်ရာထူးပြန်ရသည် ပြည်သူလူထုကသူ့ဘက်မှာရှိသောအခါပုံရံမင်းကြီးကိုတော်လှန်လက်စားချေပစ်ခဲ့ရုံသာမက ပုံတယောက်ဖနှောက်တင်မှာတသားတဲ့ကြောင့်ထွက်ပြေးခဲ့ရသည်သည်အတင်းရောကတရားဒေသနာတွေမှာခွင့်လွှတ်ခြင်းကိုငငယ်ကကြားရသလိုအခုလည်းကြားနေရသေးထို့သူကြားနေရသေးအချိန်မှပဲခွင့်လွှတ်ဖို့လက်တွေ့ရေးမှာမလွယ်ပဲရှိနေသည်ကိုဟောပြောသူတို့ကိုယ်တိုင်သိကြမှာပါအင်္ဂလန်နိုင်ငံဘတ်မြို့လေးကိုကျွန်တော်ရောက်ခဲ့စဉ်က လူချင်းချင်းအမှားများအတွက်အလွန်သဘာဝကျသောတုံ့ပြန်မှု၏အကြောင်းကိုတွေ့ရသည်။ယောမတို့ခေတ်ကအကျွင်းကျန်တွေကိုရုပ်ကျွင်းပညာရှင်များ၏ပေါက်တူးအောင်မှအသေးရချင်းစရာပြန်ရေးတွေ့ရခြင်းဖြစ်သည်။လက်တင်ဘာသာနှင့်ထွန်းထုထားသောဂျင်စာတွေကိုတံပြား၏ကြီးပြား၏အပေါ်မှအခမ်းအမပြန်တွေ့ရသည်။သူရှိခိကထူကျိစားရင်းနှင့်သူတို့ဤနဗျာများကို လူသားတို့သည် ပူဇော်ရင်း ကိုနေ့မသိမသိတူနေကိုကျင်းစားသိအောင်ဆုတောင်းသည်ဟုဆိုပါ၏တယောက်တော်သူ၏ဆုတောင်းချက်၌ပဆန့်ချောက်ပြပျောက်တော်ဝါ၏နတ်ဖျားမကြီးကဤကိစ္စနှင့်သက်ဆိုင်သောသူစီကသွေးနှင့်အကျွေးကိုပြန်ဆက်ပေးပါတဲ့နောက်ကျောက်ပြတစ်ခုကတော့ဒေါ်စီမီတီစ်လက်အိတ်တစ်စုံပျောက်တော်ဝါ၏ခိုးသူအား ယူတူတူပိုတိုတိုဖြစ်ပါစေမျက်စိကိုယ်ပါစေဟုဤကျွန်တော်အလွန်တုံလို့ခြောက်ခြားသွားသည်လူသားချင်းချင်းအမုန်းနှင့်အဖြစ်ကြွေးကိုဖျားနိုင်စုပံပြီးရရက်ဆက်ဆက်ခြေပရက်ပါပြီးဟူသောအတွင်းများကြောင့်ပါ ဤကဲ့သို့ကျိန်ဆိုခြင်းများကိုစာလံဆရာတို့သည်စာလံကျမ်းထဲမှာဖွင့်ထုတ်ဆုခဲ့ကြသည်ကိုကျွန်တော်တို့မြင်နိုင်ပါသည်ကျွန်တော်ဤစာအုပ်၏အရှိပိုင်းမှာကိုးကားခဲ့ပူသောအာမဘဝနကတော့ပြောင်းလဲနှောက်ဖြစ်တကယ်လို့ညာကျမကိုပင်အောင်လုပ်ပေးနိုင်ရင်လေကျမတငယ်ချင်းတွေကိုဝါအောင်လုပ်ပေးပါဟု၍ဆုတောင်းလေတဲ့အတော်ကြီးကိုလူသားဆန္ဒပဲဟုကျွန်တော်ပြောမိလေသည်ခရစ်တော်ကကျွန်တော်တို့ကို သူ၏ပထနာတော်၌သူတော်ပါသည် ျွန်ုပ်တို့ကိုပြင်မာတို့အပြစ်များကိုကျွန်ုပ်တို့သည်လွတ်ကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွတ်ဖြေရှင်းတော်မူပါဟု၏ထဲ့သွင်းသွင်းသိပေးခဲ့ပါသည်ချာစ်ဖူလန်ယန်၏အဆိုအရတကဲ့သို့ဟူသောစကားဆက်သည်အလွန်လေးလံသောခရိယံယုံကြည်သူတို့၏တာဝန်ကြီးတရက်ကိုဖော်ပြနေခြင်းဖြစ်သည် ထိုကဲ့သို့ကိုအပြစ်မလွတ်နိုင်ရင်ကိုမလေးအပြစ်မှလွတ်စရာအကြောင်းမရှိထိုစကားကိုသတိနှင့်ယူဆ၍သို့သည့်အတိုင်းလေခွင့်လွှတ်ခြင်း၌ တီစီဖို့ညွန်ပြနေကြောင်းနားလည်ရပါပြီ။တေတီချာချာဆက်၍ချင်းဆောင်သောအခါလူအချင်းချင်းဖြစ်တည်လာသောအမုန်းတရား၍တန်တရား၌ဖျားသခင်သည်အလိုလိုအကျုံးဝင်လာသည်ထိုအမုန်းတန်ရာဆက်ဝိုင်းကိုပိုင်းဖြတ်ပေးနိုင်သောတကူကိုဖျားသခင်ပေးနိုင်သည်ဟုသောအချက်ကိုနားလည်လာရ၏ရှင်မတ်သက်ခရစ်ဝင်ကျမ်းအခန်းကြီး9၌သခင်ဆိုခဲ့သည့်အချက်ကိုလည်းကြည်ပါ သင်သည်ပူဇော်တက္ကာကိုပလင်သို့ဆောင်ယူခဲ့လျက်သင်ညီကိုသည်သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခု ရှိသည်ဟုအောင်းမေသရီယာလည်းရစ်ပလင်ရှိမှပူဇော်တက္ကာကိုထား၍သွားလောညီကိုနှင့်တင့်တင့်ပြီးမှပြန်၍ပူဇော်တက္ကာကိုတင်လောဟူ၍တွေ့ရမည်ဖြစ်ပါသည် ထို့ကြောင့်ပင်ငွေအခွက်သသိအကျွေးကိုကြေးအောင်ရှုပ်ပြခံခဲ့ရသူတနည်းအားဖြင့်အေယာမအပြစ်ဆွေးကိုလွတ်စီ သတိဟုခွင့်လွှတ်ခြင်းခံရသူဤဇလန်းတွင်ထိုသူသည်သူ၏လုပ်ပေါ်ဆောင်ဖက်၏အကျွေးငွေကလေးတရာကိုခွင့်မလွတ်နိုင်လေဘေးညစ်ပြီးထောင်ထဲသို့ထည့်ခြင်း၌သူ၏သခင်သည်ခွင့်မလွတ်နိုင်တော့ဘဲထောင်ထဲသို့ထည့်၍ညှင်းဆဲစေသည်ကိုကျွန်တော်တို့တွေ့ရမည်ဖြစ်ပါသည်ရှေ့စပီယာ၏ The Merchant of Venice ပြဇာတ်၌ကျင်နာခြင်းကိုမင်းသိလူလာတယ် ကိုကအဖြစ်မပြီးပဲနဲ့ဖြစ်နိုင်မှာမလားကွယ်ဟူ၍တွေ့ရလေသည်ယန္တုမိုးပင်ချစ်ပါဟုသောခရစ်တော်၏အဆုံးအမအဖြစ်မယုံကြည်သော ပြင်ပလောကမှာပင်ကြရဲရက်ခတ်မှုရှိသည်ခွင့်လွတ်ခြင်းသည်အတော်ကြီးသဘာဝမကျပါဘူးဆိုကမှအိအချက်ကြတော့ခွာကြပြီ အဆုံးမရောက်လို့မူလားဟုမင်းစရာရှိသည်လူသောတကူတွေကိုကိုညှင်းဆဲမဲ့လူတွေကိုလူအဖွဲ့အစည်းကိုပင်ဒုက္ခပေးနေသည့်ရန်သူတွေကိုချစ်နိုင်ပါမလားဖျားသခင်ပါကြောင့်ဤမြ တဘာဝမကြတော့အမှုကိုညွှန်ကြားရသည်အဘဲကြောင့်ယုံကြည်ခြင်းတရား၏ဘ ഹു ချက်မကြတော့တဏှာ၌ဤအချက်သည်အရေးကြီးပေါ်လာရသည်ဓမ္မပညာအမြင်ဖြင့်ကျွန်တော်ပထမအဖြေကိုစ조사၍ဖော်ပြပေးလိုပါသည်ဖျားသခင်ဤမြခက်ခဲသောအမှုကိုညွှန်ကြားခြင်းမှာသူကိုယ်တိုင်ဖျားအဖြစ်တော်မှလည်းထိုသဘောရှိ၍ဖြစ်လေသည်ဟုတ်ပါသည်ယန္တုကိုချစ်ပါသူသောညွှန်ကြားချက်သည်ဒုံတိဖော်ပြချက်မဟုတ်ပဲခရစ်တော်ဆက်ဆက်မွတ်သူတော်မူသောအချက်တို့ကိုဤသို့မြင်နိုင်ပါသည် တင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖိုက်သားဖြစ်လိုသောငါတင်တို့၏ယန္တုတို့ကိုချစ်ကြလောဟု၍ပင်ထိုကျမ်း၌ပင်နောက်ဆုံးပိုင်း၌ဤသို့ဆက်ထားပါသည်လီတင်တို့ဖသည်ကောင်းသောသူမကောင်းသောသူတို့အပေါ်၌ကိုရောဤနေကိုထွက်စီတော်မူ၏ဖြောင့်မတ်သောသူမဖြောင့်မတ်သောသူတို့အပေါ်၌မိုးကိုရွာစီတော်မူ၏ထိုကျမ်းစာ၏ဤကုန်းပိုင်းတွင်ကိုဆွေကိုမျိုးများကိုချစ်သလောက်ကတော့ဘုရားသခင်ကိုမသိတဲ့လူတွေတောင်တတ်နိုင်ကြသေးတာပဲ ဒါကြောင့်အဖဖျားသခင်စုံနေမှုအတိုင်းစုံနေအောင်လို့ကိုရန်သူကိုချစ်ဖို့လိုတယ်ဟုသခင်ကဆက်လက်၍ဖွဲ့ဆိုပေးလိုက်လေသည်။ရန်သူကိုပင်ချစ်ရမည်ဟုသောတရားကိုနှဖူးတွေ့တူတွေ့ရင်ဆိုင်ပြီးကျင့်သုံးသူများမှာဂျာမန်နာစီတို့ကို တော်လှန်ခဲ့သူဒီခရစ်ဟိုကိုဖာဆိုသူပုဂ္ဂိုလ်ဖြစ်ပါသည်။သူဒီနာဇီဝါဒကိုတွွက်ဝက်ထောက်လန်းနေစမှာပဲရန်သူတို့အတွက်ဖျားသခင်ထံမှာ ခွန်အားရယူရေးဆုတောင်းပေးခဲ့သည် ဟုဆိုပါသည်ဆုတောင်းခြင်းအပြင်ရန်သူတို့အနာအထီးကျွန်တော်စိတ်ဝိညာဉ်သည် ရောက်ရှိတော်ခဲ့၏သူတို့အတွက်ကျွန်တော်သည်ကိုကခွင့်လွတ်နိုင်သည်ခွင့်လဲလွတ်ခဲ့သည် ဟုမပြောရဲပါသို့သောဖျားသခင်သူတို့အဖြစ်ကိုခွင့်လွတ်ပါဟုအနည်းနဲ့ဆုတောင်းအသနာခံပေးလေသည်ဤသို့ကျွန်တော်ကသူတို့အပေါ်မှာကောင်းကြီးကိုတောင်းခံပေးတော်လဲသူတို့ကကျွန်တော်တို့ကိုမတတ်အောင်မဖမ်းအောင်ဖျားသခင်ကကာကွယ်မည်ဟုဂရုပေးမထားသဖြင့်အန်ဒီယေကိုတော့မိမထားခဲ့ပြီ မိတို့ပင်ဆိုသည်ထိုတို့မေတ္တာဖို့ဆုတောင်းနေစဉ်ကာလတလျှောက်လုံးတစ္ဆာတရားဒီကိုယ်ကိုလွှမ်းခြုံပေးထားသလိုခံစားရသည်ထိုချိန်ကာလတွင်ရန်သူနာစီတို့အတွက်ကျွန်တော်တို့လုပ်ပေးသလိုသူတို့ကိုယ်အတွက်တောင်းကိုလုံနိုင်ကြပါမလားဟုကျွန်တော်ခံစားရလျက်ကြည်နူးနေမိပါသည်ဟိုကိုဖာကစစ်ကြီးတွင်မှခွင့်လွတ်ပါれဆိုပြီးရန်သူတနက်ပြောင်းတိတ်တဲ့ကိုတော့ဘယ်တော်ဝင်ပါလိမ့်မည်နည်းတို့တို့မေတ္တာကိုစိတ်ဝိညာဉ်အဖြစ်ကြိုးစားပေးဖို့ခြင်းသည်ခွင့်လွှတ်ခြင်းပင်ဖြစ်သည် ဤသို့မေတ္တာနှင့်ခွင့်လွှတ်နိုင်သောအကြောင်းကိုရှာဖွေသောဖျားသခင်သည်ထိုရန်သူဖြစ်နေသောလူသားများကိုလည်းအံ့ဩဖွယ်သောချစ်ခြင်းနှင့်ချစ်တီကိုတည်နာလေ၍ပင်ဖြစ်ပေသည်ငွေအခွက်တသိန်းဆိုသည့်တန်ပေါင်းများစွာအတွက်အပြစ်လွတ်ခြင်းခံရသောသူသည်ဤမြကြီးမားသောကျေးဇူးတော်အတွက်ကိုကြိုးငွေလေးတရာလောက်ပြန်မရသည်ကိုခွင့်မလွတ်နိုင်ဘူးလားထိုပုဂ္ဂိုလ်ဤကိုယ်ပိုင်ငွေတရာဆုံးရှုံးမှုအတွက်လောကဥပဒေအရလည်းမညှိနိုင်သည် ထောင်ချနိုင်သည်ဟုဆိုရင်တန်မောင်းများစွာဆုံးရှုံးမှုကြီးအတွက်ဤလောကဥပ္ပေတန်ရေးမြူနိုင်တော်မူလားကိုစဉ်းစားနိုင်သည်အချုပ်အားဖြင့်ခွင့်လူချင်းကိုခန်းစားနာနေသူသည်သူများကိုခွင့်လူရမည်ဖြစ်ပေသည်ကျန်တဲ့ဓမ္မတက္ကသိုလ်မဆရာကြီးမော်ဖီကတရုတ်ပြည်တွင်သာသနာပြုခဲ့ခြင်းကအကြောင်းတစ်ခုကို ပြောပြခဲ့ဤသူတို့သာသနာဝင်ကိုကွန်မြူနစ်များကဝင်ရောက်တိုက်ခိုက်ဖျက်ဆီး၍သူနှင့်မိသားစုကထွက်ပြေးခဲ့ရသည် မြောက်ရလမ်းတွင်ဖြတ်စည်းသူများ၏အပြစ်ကိုလွှတ်၍သူတို့အားအလင်းတရားကိုချပေးပါတိုးတက်ထွန်းကားစီပါဟုဆုတောင်းပေးခဲ့သည် ဤခွလူချင်းမြင့်တာပင်လင်းသူ၏အမှုတော်မှာအရေးကြီးသောအစိတ်ပိုင်းတစ်ခုခြံနာခဲ့ရသည့်ပမာဖြစ်သည်ဟုသူခံယူကြောင်းဖော်ပြခဲ့သည်။ဖျားသခင်ကျေးဇူးတော်ကယူနာတော်သည်ခွလူချင်းနှင့်အဆအလေအဆုံးပြည့်နှက်နေသည်။အဆက်ဆက်သောလူသားတို့အတွက်လည်းကျေးဇူးကယူနာတော်၏အောင်းမြင့်စီဖို့ရန်အသင်းတော်မှတဆင့်ဖျားသခင်သတိပေးနေသည်။လူသားတို့၏အပြစ်သမိုင်းမှအမုန်းတန်တရားကိုဖျက်တော့ပေးနိုင်သောအင်အားကိုကျေးဇူးကယူနာတော်အဖြစ် ရယူနိုင်ပြီးတနည်းအားဖြင့်ဖျားသခင်ချစ်ခြင်းမေတ္တာတော်အားဖြင့်သာမှောင်မိုက်ကိုလင်းစေနိုင်ပြီမည်။ယခုအချိန်တွင်ကျွန်တော်တို့ခရိယန်များလောကအတွင်းတွင်ပြန်လည်သိမြတ်ခြင်းအမှုတော်အကြောင်းကိုအတော်ပြောဆိုလာကြရာအလွန်ကောင်းမြတ်သောကောင်းခြင်းတစ်ခုပဲဟုကျွန်တော်ခံယူပါသည်။ဖျားသခင်ကိုရောရိုင်းကအပြစ်မောင်မိုက်တွင်တက်ဆင်းခဲ့ရသောလူသားတို့အတွက်ခရစ်တော်အားဖြင့်ပြုခဲ့သောအမှုတော်အဖြစ်ကျွန်တော်တို့နားလည်ခံစားရပြီးဖြစ်သည့်အတိုင်း အမှန်တကယ်အကောင့်ထဲပို့ဖို့ရန်အလွန်ရေးကြီးလာသည်ကိုခံယူမိပါသည်မဟုတ်ရင်မခံဘူးဟေကိုကိုလာပြီးစရင်တော့ပြန်ချရမှာပဲဆိုတော့ရန်ကိုရန်ချင်းတုံနှင်းလို့သောသဘောတရားတို့သည်ပြောရလွယ်ကူသည် တဘာဝလည်းကြသည်တရားဥပဒေရှုထောင့်မှကြည်လင်လည်းလျော်ကန်သည်မဆန်းကျင့်သောတရားလည်းဖြစ်သည် လောကကြီးမှာဖောဖောတည်တည်တွေ့မြင်နေရပါသည်တနည်းအားဖြင့်လည်းအဖြစ်လွတ်ခြင်းသည်ဟုသောတကားပေါက်ကြီးသည်အလိုလိုပိတ်ရသာဖြစ်နေလျာပြန်လည်သိမြတ်ခြင်းအမှုတော်တွေရတက်မအေးခြင်းစွဲဖြစ်ရလေသည်ငါကလည်းခံရသေးတယ်ငါကပဲစပြီးခွင့်လို့ရမယ်တဲ့ကြံကြံဖန်ဖန်ဟူ၍ပြောเสียရှိပါသည်ဤသို့ဖြစ်ပင်လူသားတို့ကြားမှာ ကိုရအဲ့ရတို့ဖြစ်တည်လာခဲ့ပြီးနောက်ထိုအကြောင်းသည်တဖြည်းဖြည်းကျေလာလေဖြတ်ကျော်ဖို့ပင်မလွယ်သည့်ဂျန်ကွန်ကြီးတစ်ဖွဲ့ဖြစ်လာရသည်ဒီအခြေအနေမျိုးကိုကြည့်ပြီးတယန်ခံဘလူလဲဟေဟုဆိုပြန်လေ ကိုယ်ပါတာကိုစိတ်မကောင်းဖြစ်မိသည့်တိုင်အောင် ကိုယ့်ဖြစ်ကိုယ်တော့ဝန်မခံနိုင်ပဲရှိရပြန်လေသည်ရှင်သည်ကျေးဇူးလက်လွတ်ဘဝထောင်ထဲမှာကြောင်ကုန်ပြီးနေခြင်းသောဘဝဖျားသခင်မြတ်တော်ကိုကြောက်ခမန်းလိတိတော်လံပုံကံနေခြင်းပဲကိုကျွန်တော်တို့နားလည်ဖို့လိုအပ်ပါသည် စိတ်ဓာပီရာပညာရှင် Mscore ဤဥဆောင်မှုဖြင့်ပြန်လည်သိမြတ်ခြင်းအမှုတော်ဆောင်လုပ်ငန်းကိုလက်တွေ့စမ်းသပ်ရန်ဂျူး၁၀ယောက်မွတ်စလင်၁၀ယောက်ခရစ်ယာန်၁၀ယောက်တို့ စုပေါင်းရေးစကားဝိုင်းဖွဲ့ကြရာကျွန်တော်လည်းတယောက်ခွင့်ရခဲ့ပါသည်။ကုံလုံးကိုဘာသာရေးဆိုင်ရာပညာတတ်တည်ကြီးဖြစ်တော်လဲ။ပြန်လေတင့်မြတ်ဂျယ်ရီကွန်ဆလူရှင်းကိုအောင်မြင်စွာမတည်ဆောက်နိုင်ခဲ့ကြပြီ။အတိတ်သမိုင်းမှာဖြစ်ခဲ့သည့်အမှန်တရားတွေအပေါ်မှာသမာဝတစ်ခုနဲ့တစ်ခုအဖြစ်ဖို့ရင်း အငင်းပွားရင်အချိန်လေးကုန်တော့ခဲ့လေသည်ဂျူးမျိုးသမီးတူကထိုးစပွဲပွားမှာပြောခဲ့ပုံကတော့ကျမဟာပြန်လေသိမြတ်ခြင်းကိုသိစိတ်ဝင်စားပါရဲ့ဒါပေမဲ့ခွင့်လူချင်းနဲ့တရားမျှတခြင်းဆိုတဲ့အချက်နှစ်ခုတွင်ချင့်ချိန်နေရတာနဲ့ပဲလမ်းစာပြောင်းနေသလိုခံစားရပါလေသူပြောသလိုပါပဲနာစီခိဤခါသိမှု အောင်မှလူဖြစ်ခဲ့ရတော့ဟဲမိုဟိုင်လေးဆိုသူကပြောဖို့ပါသည်အတော်ဆုံးဖြတ်ရခဲ့တဲ့အလုပ်ပါ ိုကခွင့်လူချင်ပြီးမဲ့တစ်ဖက်လူကြီးရဲ့အရေးကဲကိုဖမ်းနေရပါတယ်။သူတို့ကိုယ်တိုင်ကလည်းခွင့်လူလို့ရပါမလား။အ ਨੇ ဆုံးခွင့်လူချင်စိတ်ကလေးမှရှိပါမလားဆိုတာကို တွေးပြီးစိတ်ပူနေမိပါတယ်။တရားမြတ်မြတ်တတ်တာသိဖြစ်စေချင်နေမိပါတယ်ဆိုပါတော့ဗျာတဲ့။ တိုင်းလိတိအဆုံးသတ်မှတ်ချက်ကတော့ဖျားသခင်အပြစ်လူချင်းမြစ်တာအတိုင်းကျင့်သုံးကြရမည်ဖြစ်ပါသည်။သူ့ပြောကိုတတ်ထူးချလိုက်ရင်အပြစ်တန်တရားကြီးထွက်ပေါက်မှာကိုယ်ကကသာစတင်ရမည်။တနည်းအားဖြင့်ပေးဆက်ရမည်ဟုသောအချက်ပင်ဖြစ်ပါ၏။တဘာဝကတော့မကြလား။သို့သောဖျားသခင်က ချက်မှတ်တော်ညွှန်ကြားချက်ဖြစ်နေပါ၏။ခက်တော်လေခက်တီကအမှန်သူတို့ဤမြခက်ခဲသောအမှုကိုအဖဘုရားသခင်ကိုတော်တိုင်ဆောင်ရွက်၍အသက်ကိုပေးလျက်ကျွန်တော်တို့အတွက်ဆောင်ရွက်ခဲ့သည် လူလောကကြီးလိုအပ်ချက်စီကားကြီးကို သူကိုယ်တော်တိုင်ဖော်ဆက်၍အညွှန်းပြုခဲ့ခြင်းဖြစ်ပါသည်။ဟယ်ရီညူဝန်ကခွင့်လွှတ်ခြင်းဆိုသည်မှာတခါတရံတွင်မေတ္တာနယ်ပါးသူတို့လောကတွင်ချင့်သုံးသောမေတ္တာအမှုတော်တစ်ခုပမာတွေ့ရတတ်သည်ဟုကောက်ချက်ချဖူးပြီသည်။သူက ရှင်းလင်းချက်ပေးရ၌ငါခွင့်လွှတ်ပါတယ်ဟူ၍ပြောလိုက်တော်လဲနှလုံးသားမှာတော့ဒေါသနှင့်တုန်တုန်ကြံရိုက်ခဲ့ပြီးထို့သို့ခွင့်လွှတ်လိုက်သောငါကိုချီးမွမ်းရန် နောင်မှန်နေဆိုပြီးကြားရင်တောင့်တစိတ်ကရှိနေပေသည်ခွန်းလွတ်တတ်သူကြီးဟုထောပနာပြုခံခြင်းစိတ်ကလည်းပူနေတတ်သည်ကောင်းကင်ဘုံကြီးခွန်းလွတ်ခြင်းနဲ့ဘာမျှမဆိုင်ပါတကားဟု၍ဖြစ်လေသည် အလွန်ကောင်းမွန်သော ရှင်ဘောလူ၏အဆုံးအမကိုယောမဩဝါဒစာအခန်းကြီး၁၂၌ကျွန်တော်တို့တွေ့ရပါသည်။မေတ္တာစိတ်သည်တွဝဲခြင်းနှင့်ကင်းစင်ကြလော။စွန့်ညစ်သောအမှုကိုဆက်ရှုပ်ယုံရှားကြလော။ဉာဏ်တုံ့မမှုချနှင့်လူပေါင်းတို့နှင့်အသင့်တည်နေကြလော။ငါသည်ပညာရှိဤဟုကိုကိုမထင်ကြနှင့်စသည်ဖြင့်တမန်တော်ကြီးကအကျယ်တဝင့်ဖော်ပြထားခဲ့သည်။ထိုမှတပံဤသို့ဆက်၍ဆိုခဲ့လေ၏။ချစ်သူတို့ သူတစ်ပါးသည်တင်တို့ကိုပြစ်မှားနေကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်အမျက်တော်ကိုအခွင့်ပေးကြလောကျန်းစာလာသည်ကငါသည်အပြစ်တရားကိုစင်ရင်ပိုင်ဖြစ်နှင့်လျောက်ငါဆက်ပေးမည်ဟုထာဝရဘုရားမိန်တော်မူ၏ထို့သူပြုလျင်သူ၏ကောင်းမွန်၌မိခဲကိုပုံထားလိမ့်မည်အစိုးအဖြစ်အရှုံးမခံနှင့်အကောင်းအဖြစ်အစိုးကိုနိုင်လောတဲ့တင့်စာတိပဂရိအတွင်းနှင့်ဘလို့အဖြစ်ထုတ်ခြင်းပါသည်နိ အမှန်စင်စစ်ဖျားသခင်ကသာလင် တရားမျှတာဆုံးစီရင်ဆုံးဖြတ်ပိုင်သောကြောင့်တင်းသည်လူခွင့်ရင်စကားကိုမပြောဘဲအလိုတော်ကိုသာဝန်ခံလိုက်ပါဖျားသခင်ကြည်၍စီရင်ဆောင်ရွက်ပေးပါလိမ့်မည်ဟုသောအနှစ်သာရနှင့်ဖြစ်ပါသည်ယောသန်၏ခွင့်လူချင်းတင်းနှင့်ကျွန်ုပ်တို့၏ခွင့်လူချင်းသည်ဖျားသခင်ကိုယုံကြည်၍စက္ကန့်အနှံ့ခြင်းသာဖြစ်သည်ကိုယ်တဘာဝစိတ်တက်နှင့်အင်အားကိုစန့်ကျင်၍ပြည့်အပ်သောမေတ္တာအမှုဖြစ်သည် မုန်တီဆက်ဆုပ်ဖြင့် လောက်အပ်သောအရာမဟုတ်ကိုဖြစ်စေခြင်းသလိုဖြစ်ဖို့လည်းမဟုတ်နိနဝေမျိုးကြီးကိုယောနာကဖျက်ဆီးစေခြင်းသလိုဖျားသခင်ကယောနာအကြိုက်ကိုမလုံနိုင်သူ့ကျေးဇူးပြုလာတော်နှင့်အညီသူ့စိတ်ကြိုက်ကိုသာစီရင်မည်ဖြစ်သည်ကိုနားလည်ဖို့လိုပါ၏ဟုတ်ပါသည်ကျေးဇူးနှင့်ပြုလာတော်စိတ်ဆန်းရည်ကြီးကိုမှီဝဲလျက်ကျေးဇူးပြုရန်အရေးကိုဦးစားပေးကြပါဖျားသခင်၏အပြစ်လွတ်ခြင်းကိုကိုယ်တိုင်လည်းခံယူသူတစ်ပါးကိုလည်းအပြစ်လွတ်ကြပါအခုကျွန်တော်တင်ပြလိုက်ပါသည်